နောက်တနေ့မနက်တွင်လင်းထက်သည် နေမထွက်မီနိုးလာခဲ့တယ်။လင်းထက်သည်လမ်းတရေဖွဲ့နှင့်ရင်းဆိုင်ရန်မြို့ပြင်သို့ထွက်လာခဲ့တယ်။မွန်းတက်ကချေ၌မြို့ပြင်သို့ရောက်လာခဲ့တယ်။ထိုနေရာရှိလေဦးသည်ခြောက်တွေ့သည်ထူထဲတော်မိခုံဝေများအယက်နတ်များခင်တင်းနဲ့လူညူတယ်။လင်းထက်ဝင်လာတော့အခါစူညံတန်သည်လိုင်းတမိုးကဲ့သို့သူ့ရဲ့နားထဲသို့ဝင်ရောက်လာခဲ့တယ်။ခမ ాయి အလဲဘဟုရှိတက်တုလောင်းအိမ်တစ်ခုတွင်အမျိုးသားများနှင့်အမျိုးသမီးများစီကားလျက်ရှိတယ်။လောင်းအိမ်အတွင်းတွင် ခွေးနှစ်ကောင်တည်းရက်ဆက်ကြွန့်ကြုံစွာတိုက်ခိုက်နေကြတယ်။လူအုပ်ကြီးကပတ်ဆက်များကိုဟွေရန်ကအော်ဟစ်အားဖိနေကြတယ်။လင်းချက်တည်းနေရာအနှံ့ကိုလှည့်ပတ်ကြည့်လိုက်တယ်။ထို့အခါအဆောင်တွေဝိုင်းရံထားတဲ့ VIP ထိုင်ခုမြင်းမြင်းတစ်ခုပေါ်မှာထိုင်နေတဲ့ရာဇမေကို တွေ့လိုက်ရတယ်။သူမတည်ငင်တက်တော်အပြုံထင်းတိုက်ကွဲကိုကြည့်နေလေလေ။သူ့မင်းသားရှိခွေးနှစ်ကြီးဦးခေါင်းပေါ်တွင်လက်ကိုတင်ထားသည်ကိုတွေ့လိုက်ရတယ်။ထိုခွေးနှစ်ကြီးမှာလန်တေးအဖွဲ့ရဲ့ရှုံးခွဲမရှိချန်ပီယံဘလက်ဖန်ဖြစ်တယ်။